ရက်ဆက်တယ်စစ်တဲမဝေမနေရဥပဒေကိုမအေလိုးနဲ့စိတ်တူကိုတူရက်ဆက်ထားတဲ့လူတွေဖြစ်တဲ့အတွက်ဒါကျမတို့အရေးယူရမယ်လူတွေတဲ့မှာပါအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဆိုချင်ပါတယ်ယေရှုသူအရောက်ချင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ အရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ဟဲ့ပေမာပေမာတိရတာနဲ့ပေမာမကြောက်လို့ပေတရာရှောက်နေတာပါပါဆွန်းတွတ်တာဒီပါလာပြောငါတို့ကလေးတွေမှာတေသွားရင်တော့မှကြာဆုံးသွားရင်တော့မှအုတ်ကူနီနီလေးတွေကြံရင်ခဲ့တယ်။ဒီတော့ကလမ်းဘေးမှာခွေးသိဝတ်သိသိတာနော်။ အခုဆိုရင်နင်တို့ရဲ့ကြောက်ဖြူကပါသွားပြီနော်ကြောက်ဖြူကပါသွားပြီကြောက်ဖြူကိုသွားတဲ့တက်ဒုတက်ရေးမှုဆိုတာကိုစနိုက်ပါရှော့လိုက်တယ်နော်ဘာဖြစ်လို့လဲဆိုတော့သူ့ကိုကယ်မဲ့ကူမဲ့လူမရှိတော့အခုသွားတဲ့အေးအေးဘက်ကိုသွားတိုက်တဲ့လူတွေမှန်သမျှမှာတပည့်တွေကမကူနိုင်တော့ထွက်ပြေးတာအေးအေးလေးအေးအေးဟေးဆိုအမလေးအဘလေးဆိုပြီးအကုန်ထွက်ပြေးတာအေးအေးအတန်ကြားလိုက်တာနဲ့အကုန်အကုန်ထွက်ပြေးကြတာအဲ့တော့ကျွန်တော် နင်တို့ကြောက်ပြီးတော့ပါသွားပြီးတော့အဲနင်တို့မှာမွေးငါချက်ဖို့တော့အချိန်မရလိုက်ဘူးနင်တို့မှာဘယ်လောက်ထိမွေးငါချက်ဖို့အချိန်မရလဲဆိုတော့ဟိုနေပြီးတော့မှနေပြီးတော့မှပြိုကျသွားတဲ့စီယုံကြီးကလူတွေတောင်နင်တို့အတူပါရက်လေဒီပိုင်းမကျင်းပါလိုက်အောင်နင်တို့သတင်းစာထဲမှာကြွားဝင်မရှိဘူးတချို့ကသေးတာတောင်ကြွားသေးတာဘသူရဲ့ဘသူ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 အဲဟိုလွတ် ရန်ဆိုတန်တတတိယပါတယ်ဆိုတာတော့မှအဲကိုယ့်ရဲ့ဟိုနောက်ကအမီလေးတွေထည့်ခြင်းလို့ဘသူအတွက်ဘသူကဆုတောင်းပါတယ်ဆိုတော့အဲ့လိုအခမ်းအနားမျိုးတော့နင်မကနင်တို့မှကျင်းပခွင့်မရှိတာဘာဖြစ်လို့လဲဆိုတော့တစ်ဖက်အတင်းအားရမှာဆိုလို့ဟုတ်တယ်မလားနင်တို့ရဲ့နေပြီးတော့မှရှိတဲ့နင်တို့ရဲ့စိတ်ယုံကြီးပြူကြပါနော်အဲအခုမာကြီးခုစပြောတော့မယ်ဒီ NLD မှာအပေကံနဲ့နေလာရပြီးတော့ ငါတို့ကိုပယ်ပြစ်တဲ့လူတွေဆိုပြီးတော့တိုင်းသူပြည်သားပေါ်စေတနာလုံးဝမရှိတဲ့လူများစုစည်းရာ CRPH ဖြစ်ပါအခုအဲ့ဒီကြရက်ကမအီးနေ့တိုင်းပြောနေတဲ့ဒီလိုဖိစစ်ဆေးတွေဖြစ်သွားအောင်အမျိုးမျိုးကြံစီအားထုတ်နေတဲ့အောင်ကြီးညွန့်တို့ဒီစိန်တမဏိတို့အုပ်စုကနေပြီးတော့เนาะအခုလဲနောက်ထပ်ဖိစစ်တစ်ခုကိုထပ်ဖြေတယ်ထပ်ဖြုတ်တယ်เนาะအဲစီဒီအန်တွေကို ဘာမှကူညီခြင်းစောင့်မခြင်းဘာမှမရှိဘူးအဲနေမကောင်းလဲတည်ခြင်းတည်သူလှုပ်ရှင်လာလို့သူတို့သာတတိယနိုင်ငံပြေးသွားတယ်လက်ကြီးတွေသုံးချောင်းထောင်ပြီးတော့ဆဲလွန်းလို့ဆဲလွန်းလို့ပြန်လာတာမဟုတ်ဘူးနော်သူများနိုင်ငံလက်မခံတော့လို့โอเคအဲသူတို့ရဲ့ဓာတ်ပုံတွေပောက်သွားလို့လက်လက်နဲ့တွေကင်ထားတဲ့ပုံတို့ဘာလို့ပောက်သွားလို့သူတို့ဟိုသူများဆဲလို့မပြန်ဘူးနော်လက်နဲ့တွေကင်ထားတာတွေပေါက်သွားလို့ဇင်မာဝကလက်နဲ့ကင်ထားတဲ့ပုံမရှိလို့အဲ့ဒါကြောင့်မို့သူတို့29ပါပြန်လာတာ ပြင်လာတယ်ဆိုတာလဲသူတို့ရဲ့ဒီလုံလုံနေတဲ့အလုပ်တွေပဲမပြီးလို့အနစ်နာခံပြီးတော့အဲနောက်၅နှစ်ကာလထပ်ပြီးတော့ဟိုအဲထပ်ပြီးတော့တာဝန်ထမ်းဆောင်မလို့စီဝေးလှုပ်ဖို့လို့လို့ဘာလို့လို့ ਨੇ အမှန် Zoom meeting ဆိုတာကအာအခုမှမိုင်းလို့စီမှာ Zoom meeting နဲ့တရားရုံးကိစ္စတွေမလုပ်တော့တာ Zoom meeting နဲ့တရားစစ်တာတွေပါတောင်ရှိတယ်။ United States မှာမနစ်ကအထိဒီနှစ်မှာ အကုန်လုံးရှိုးဆက်ပဲအကုန်လုံးဒီကုတ်တဲကိုဝင်ပြီးတော့အဲဆွေးနွေးရတာအော် sorry တရားရင်ဆိုင်ရတာဖြစ်သွားတာအရင်2024အထိကအဲ Zoom meeting နဲ့တရားဥစား sorry ခုတ်ကနေပြီးစကားပြောအော် sorry Zoom meeting ကနေစကားပြောလို့ရအဲ့တော့သူတို့ Zoom meeting နဲ့စကားပြောနေတဲ့လူတွေကဘာကြောင့်မြန်မာပြည်ထဲကိုပြန်လာလဲဆိုတိတ်ပြီးရှင်တို့စေတနာရှိနေလို့တော့မဟုတ်ဘူးတေးကြတာအဲ့တော့သူတို့တခြားတိုင်းပြည်ကလက်မခံတော့လို့နော်အဲ့တော့ မင်္ဂလာပါရှင်မင်္ဂလာပါအဲ့တော့ဒီအာအခုသတင်းတွေကထွက်တာနန်းကြီးတုတ်တွေကအလုတ်ထွက်တယ်လို့ပြောတယ်သူတို့ရဲ့အိမ်နေစရာမရှိလို့အလုတ်ထွက်တယ်လို့ပြောတယ်စကားစားကနေပြီးတော့သူ့ရဲ့စစ်ဘိုးတွေကိုအဲ့ဒီဝန်ထမ်းတွေရဲ့နေရာမှာအသုံးပြုမယ်လို့ကြားတယ်အဲ့တော့အဲ့လိုအသုံးပြုမယ်လို့ကြားတဲ့ခါကျတော့သူ့ရဲ့စစ်ဘိုးကဘယ်လောက်ပဲရှိတော့လို့လဲအဲဒါမှမဟုတ်ရင်သူတို့က တသားတသား600ပို600ဖြစ်နေလို့လားအဲဒါမျိုးပဲပြောရတော့ဒီသူတို့အဲ့လိုလာလုံးလုံးတယ်ဆိုလဲမိုင်းတို့ကဝမ်းတာတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ဒီအမ်ရှင်းရတာတစုတည်းဖြစ်သွားတာတစုတစည်းတည်းဖြစ်သွားတာပေါ့နုံမဆိုရင်ဟိုမိုင်းတို့တစားကြီးလိုက်ကောက်နေရတာလေသိရမလားအဲ့တော့နေပြီးတော့မှစုစည်းပြီးတော့အလုံးလာလုံးကြမယ်ဆိုလဲဝမ်းမြောက်ဝမ်းသာနဲ့ကြုံစုပါတယ်လို့နော်စစ်ခွေးတွေကိုဒီလောက်ပဲ message ပေးခြင်းပါနော်ဇန်နာရီတော့ငါကတော့ လက်များအားလုံးနေပြီတော့သူ့တို့ဘာလို့ငါ force ထုတ်တယ်တော့မပေးတတ်ဘူးစူးစူးစီးစီးလေးဆိုတော့ကောင်းတာပေါ့နော်အဲ့တော့ဟိုငါတို့ကြိမ်ပြီးတော့ဟို on နေတဲ့လူတွေအဲရံဖြစ်ခိုင်းလာတဲ့အမှုကြီးဖွဲ့တွေနော်အခုမှမကွေးမှာနော် AA ကထပ်ပြီးတော့မကွေးမှာ AA ကထပ်ပြီးတော့ထပ်စော်သွားတယ်နောက်ရေကြီးအတုပ်ဆိုတာ AA ဝရီတိုင်းရဲ့အရေးပါအရာရောက်တဲ့မြို့တွေကို AA သိုးစစ်ဆင်လာပြီဒါတော့ လိုင်းပေါ်ကဟိုသတင်းတွေမှာလဲကြားမှာပေါ့နော်အဲ့တော့ကျမတို့ကျမတို့ပြည်သူတွေအနေနဲ့ကနော်ဒီလိုရုပ်ရော့လာတဲ့ဒီအုပ်ကြီးတွေကိုထပ်ပြီးတော့ဖိမရရဲ့အောင် ပြည်သူတွေကနေဝိုင်းပြီးတော့ဟိုစွန့်ကြီးလောင်းတာတို့ဘာလို့ပေါ့နော်သူတို့စွန့်ကတ်တာတို့ဘာလို့တော့လှုပ်ပေးလိုက်ပေါ့နော်သူတို့ဒီတကယ်ကျမဟိုတနေ့ကဆီယာမအเจ้าဆီယာမကြီးတွေသူ့ယောက်ျားတွေကို အကြမ်းဖက်တွေကလှုပ်တလို့လို့ဘာလို့လို့ဖန်တီးလှုပ်ယူတာမျိုးเนาะအမျိုးမျိုးကြံစီနေမှာဖြစ်တဲ့အတွက်ကျမတို့အခုတို့ရေးကြီးအတုတ်เนาะကြုံပြောငတိုင်းချောင်းရှိတဲ့အဲ့ဒီအုတ်ကြီးတွေเนาะကိုမလှုပ်ရဲရင်တော့ record လေးယူထားပေါ့เนาะဒါဟာကျမတို့တကယ်လှုပ်ရမယ်အပြစ်ပေးရမယ်တကယ်တောက်တိုင်အစ်စ်တွေပါကျမတို့ပြည်သူတွေကိုပတ်ပတ်ဆက်ဆက်ရက်ဆက်တယ်စစ်တဲမဝင်မနေရဥပဒေကိုမအေလိုးနဲ့စိတ်တူကိုတူ ရက်ဆက်ထားတဲ့လူတွေဖြစ်တဲ့အတွက်ဒါကျမတို့အရေးယူရမယ်လူတွေတဲ့မှာပါတယ်။ကျန်တဲ့လူတွေတော့တွေ့ကြရနန်းကြီးတုတ်တော့ကျမတို့အရေးမယူနိုင်ဘူး။အဲ့အနန်းကြီးတုတ်နန်းကြီးတုတ်ပြဿနာဘလောက်ပြဿနာတက်သွားလဲဆိုရင်နော်ဒီထဲမှာအခုတည်းကလက်ကြံတိုက်ပွဲဝင်နေတဲ့ဘာကတာတွေရောနော်အငယ်ဦးကြီးမြင့်တို့ရောဘာလို့အကုန်လုံးအအတန်ဆုံးထွက်လာတဲ့အထိနော်ကျမတို့ဒါနောက်ထပ်ခွဲကြောင်းပေါ့နော်ဒါ physics လို့ပြတဲ့ မတို့ဟိုအစအစအပိုင်းပိုင်းပြက်ထွက်အောင်လုပ်တဲ့ physics တွေပေါ့နော်နောက်တစ်ခုကအမေရဲ့ video အဲထွက်လာတယ်ဆိုတော့ဟောသတိရင်ပေါ့နော်ဒါဟာလဲကျမတို့ကို attention ပြောင်းတာပါပဲသတိထားပါအမေရဲ့အဲ့ဒီ video က2022တည်းကအမေ max လေးတက်ပြီးတရားရုံးရောက်ထားတဲ့အဲအမေ max လေးတက်ပြီးတရားရုံးရောက်ထားတဲ့ video ဖြစ်တဲ့အာ record ဖြစ်ပြီးသားဖြစ်တဲ့အတွက် အမေကအဲ့လိုပဲဟိုဟာဖြစ်နေတာဗောနော်အမေအဲ့လိုပဲရင်ဆိုင်ခဲ့ရတဲ့ဒီသူတို့ရဲ့ဗာလဲတဘာဝဘေးအန္တရာယ်ထိမ့်သိမ်းရေးလို့ဗာတို့နော်တဘာဝဘေးအန္တရာယ်ကိုထိမ့်သိမ်းလိုက်လားနေ့စဉ်နဲ့အများပေါင်900ပြစ်ချလိုက်ဟိုဟာပြစ်ချလိုက်ဒီဟာပြစ်ချလိုက်နဲ့နော်ဒါဟာသူတို့ပြောတဲ့ဥပဒေနဲ့ပဲသူတို့ဟာကျမတို့ပဲလာပြီးတော့နှိပ်စက်တာအမေစီမှာရှိရဲ့ walkie talkie တို့ပါလို့နော်အဲ့တော့ မေကိုချစ်တာချစ်ပါပြည်တွင်းထဲမှာရှိတဲ့မောင်နှမတွေဖျားသွားခြင်းပန်းပန်ခြင်းเนาะသူတို့မြောက်ပေးသလိုမျိုးဟောအမေနေကောင်းပါစေလို့ကြမ်းပါပါစေလို့ဆိုတာသူတို့လက်နဲ့ကင်ထားတဲ့လူမြောက်နယ်မြေကကာကွယ်ရေးတပ်သားတွေပြောပါစေကျမတို့ပြည်သူတွေရောင်ရမ်းပြီးတော့သူတို့လိုမျိုးမလုပ်ပါနဲ့အမေကို Facebook ပေါ်ကပဲမချစ်ပါနဲ့ရင်ပန်းနဲ့ချစ်ပါเนาะအမေဘာလုပ်ချင်လဲဆိုတာကိုသိပါတယ်အဲ့တော့ Facebook ကချစ်တာဟာဟို ခဏပဲရှင်တို့လည်းဘယ်သူမှမသိလိုက်ဘူးကျွန်တော်ကိုပါကိုတိတဲ့လူကတော့ဘေးနာက ကိုစောက်မြက်ကတ်နေတဲ့ဒလန်နေနော်ဟိုအုပ်ကြီးတွေကကိုလာဆွဲစီမဲ့အရေးကိုသာအဲ့ဒါတတိထားကြပါလို့မခင်မိုတီကနေတတိပေးစကားပြောချင်ပါတယ်နတ်ပြန်အမေရဲ့မွေးနေ့ဖြစ်တဲ့အတွက်တတိထားပါဖျားသွားတာတွေပါတွေမလုပ်ပါနဲ့အိမ်ကဖျားလဲဖျားပါပဲအဲ့တော့အမေတော်ဆန်းစုကြည်ကိုချစ်ရင်အိမ်ကဖျားမှာပဲကြော့ပါ Facebook မှာတင်မှလူရဝင်တာမဟုတ်ပါဘူး Facebook မှာတင်မှကိုယ့်အသက် OA စီးစိမ်အကုန်လုံးပလုံပါပါเนาะအဲ့ဒါကိုသတိထားတဲ့အနေနဲ့အဲ့ဒါကိုသတိထားတဲ့အနေနဲ့ဒါကျမပြည်သူတွေအနေရကြမှာဆိုလို့သတိထားသတိပေးစကားပြောတာပါသူတို့အခုအစည်းအဝေးလုပ်တဲ့ကိစ္စကလည်းပြက်စီးသွားပါပြီဘာဖြစ်လို့သတင်းပေါက်ကြားလို့ပြက်စီးတယ်ဆိုရင်ဒါဟာမရိုးသားလို့ပေါ့ ရိုးသားတဲ့အစည်းအဝေးဆိုမေလိုအဲရုရှားသွားလဲလူတွေကိုတိရပဲနော်မေလိုထိုင်းလာတယ်ဆိုလဲလူတွေတိရပဲအခုဒီဆွေးနွေးပွဲလုပ်တယ်ဆိုတာလဲအာသူတို့ဆွေးနွေးတဲ့အကြောင်းအရာအချက်လက်တွေမညီမျှမှုတွေအဲဟိုဘယ်လိုခေါ်လဲဆွေးနွေးမှုတွေကိုပြည်သူတွေကိုမတိသေးခြင်းလဲရပေမဲ့သူတို့ဆွေးနွေးတာကိုဘာဖြစ်လို့အဲလူ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 စီကိုပောက်ကြားလို့ဖြက်စီဖြက်ပလိုက်တယ်လို့ဘာကြောင့်လို့ ောတာလဲဆိုတော့သူတို့ရဲ့ဆွေးနွေးဖို့ရမယိုးသားလို့ပါเนาะမေလိုဘက်ကဒီရှမ်းနှကောင်ရဲ့ကိုမြာရေးတို့အုပ်စုရဲ့เนาะငွေဆောင်အုပ်စုရဲ့ရှမ်းနှကောင်ရဲ့ဘာရှမ်းနေလဲတော့ကျွန်မလည်းမသိဘူး sorry ပါရှမ်းအကုန်လုံးမဆိုးလို့ပါဘူးကျွန်မ MNDA မြို့ပြန်ပေးလိုက်မြို့ပြန်ပေးလိုက်တာတော့ကျွန်မစိတ်မဆိုးပါဘူးเนาะဘာဖြစ်လို့လဲဆိုတော့ MNDA ကသူ့ဘွက်ကိုသူယင်သိရမယ်ပြီးွားရင်သူ့ရှမ်းနေထဲမှာရန်ဖြစ်တာတွေကိုသူသိရမယ် နောက်သူ့ရဲ့ဖိအားထဲမှာကျွန်တော်တို့တိုင်းပြည်တော်တနက်တစ်ချက်မှမပေါက်တဲ့ဒီတရုတ်ကွန်မြူနစ်ပါတီရဲ့ဖိအားပါတယ်ဆိုတာပြည်သူလူထုလက်ခံထားရမယ်။ဒါကိုသတင်းမီဒီယာပေါ်မှာဆွန့်ဆွန့်ဝါဝါငေါငေါကျွန်းကျွန်းလှုပ်ပြီးတော့အဲ MNDA ကပဲဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့တမင်သွေးခွဲတာမျိုးတွေစောက်စကားတွေလည်းမကြားချင်ဘူးเนาะ MNDA တို့တင်ဒီလာအေးတို့ရှင်တို့စော်ကားဖို့အရန်အချိန်စောသေးတယ်เนาะဒီရှမ်းနေ စစ်ဘေးဒုက္ခရှောင်နေတော့ရှင်တို့ဒီမှာဟိုဟိုဒိန်းဒလိမ့်နဲ့ဝင်ပူးပြီးတော့ရှင်တို့တိမ်ပင်လေတွေအာကြိုက်သီးရိုးသွားမပြက်နော်အော်တင်းညံပတ်မပြက်ဖြစ်နေတဲ့ချိန်မှာရှမ်းပြည်နယ်ကလူတွေကတသက်လုံးစစ်ပြေးနေရတာကရင်နေရာခြေောက်တစ်ဖက်မရှိလက်တစ်ဖက်မရှိပဲနေရတာကြာပြီးနော်အဲရခိုင်ပြည်နယ်မှာဆိုရခိုင်သားရှိတွေနဲ့ဟိုဘက်ကဝင်လာတဲ့လူကြုံဘောတွေနဲ့ရံဖြစ်ခိုင်းလာတဲ့ နော်ချင်းပြည်နယ်ကိုလုံးဝတိုးတက်ခွင့်မပေးဘူးတရားမဆောက်ပေးဘူးရှင်တို့မျိုးတွေညာတွေမှာပျော်ရွှင်ပြီးတော့ဟိုဘုံကတိန်ဘုံကတိန်ကြလို့လာတဲ့အချိန်မှာရေကချင်မြေမှာအမြဲတမ်းဘုံနေနဲ့ဘိန်းမြူတွေနဲ့နော်ကချင်မြေကနေပြီးတော့ဒီဖားကန့်ကြောက်တွင်းယူငရဲပြည်ထိတူးသွားတယ်ဒါရှင်တို့ရှင်တို့ပါပါတယ်နော်အိုမတိတလို့နေခဲ့တဲ့ comfort zone မှာနေခဲ့တဲ့ဆရာနာရှင်နဲ့အနေနေတတ်သွားတဲ့ ကျမတို့ရှင်တို့ကျွန်တော်ရှင်တို့ဤပဲမို့ကျမတို့ပါကျမတို့အားလုံး ਨੇ ဆိုင်တယ်အဲ့တော့ရှမ်းနေအဲသူ့ဘာသူအာငိမ့်ငိမ့်ရင်ယူသွားရင်တော့ကျမတို့အဲ့လောက်ထိစိတ်ဆိုးစရာမကောင်းဘူးအခုဒီမေလိုး ਨੇ ဒီမေလိုးပဲမြေကတမရအင်းနေဝင်ဒုတိယတမရဖြစ်မဲ့ဒီပွဲမှာသူတို့ဆွေးနွေးပွဲလုပ်တယ်ဘာဖြစ်လို့လဲဆိုတော့ပြစ်ခတ်ရဆဲရေငိမ့်ငိမ့်ရေဘလာ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 ပြောပါတယ်အမှန်တကယ်တော့ကျမတို့နောက်ဆုံးမှာ ျမတို့ပြည်သူတွေလည်းတည်ထားရပါမယ်နောက်ဆုံးမှာကျမတို့ဟာအနိုင်အဖွဲနဲ့အနိုင်အဖွဲနဲ့မအေးလို့စောက်တက်နေတာတကယ်ကိုဆွေးနွေးပွဲလုပ်ရမှာပါဒါမဲ့အာသတင်းပေါက်ကြားသွားလို့ဆွေးနွေးပွဲမလုပ်ဘူးဆိုတော့ဒီဆွေးနွေးပွဲဟာမယိုးသားတဲ့ဆွေးနွေးပွဲလို့ပဲကျမခေါ်ပြရစီမယိုးသားတဲ့လူတွေသာသတင်းပေါက်ကြားတာကိုကြောက်တာပါနော်အာမေးလို့တည်သွားမယ်အာပြည်သူတွေတည်သွားမှာဘာကြောင့်ကြောက်တာလဲပြည်သူတွေပေါ်မယိုးသားလို့ပေါ့ဟုတ်တယ်မလားရှင်တို့ပါရှင်တို့ negotiate တွေလုပ် အရွှေရင်းကိုခြာတူးလန်ယူအဲသိရမလားအပြံမတခိုးမဟိုဗမာပြည်ထဲပြန်ဝင်ခွင့်ပေးအောင်ကြီးညွန့်နန်းတော်တခုပေးပြီးတော့ဒီလိုမျိုးဆွေးနွေးပွဲမျိုးဆိုရင်တော့ကျမတို့ပြည်သူတွေအများကြီးတတ်ပေးထားတာဒီလိုမျိုးသူတို့တော်လိုင်းခရိုနီတွေသူကကျမတို့အသက်ပေးထားတာမဟုတ်ဘူးကျမတို့ကလေးတွေကိုအဲဒီလေးတွေခေါ်ခိုင်းပြီးတော့ဒါမျိုးဆွေးနွေးပွဲလုပ်မယ်ဆိုရင်နောက်ဆုံးကြရင်ကျမတို့ဟာငញ្ញမ်းရေးအတွက်တကယ်ဆွေးနွေးရပါမယ် เนาะဒီစစ်တပ်ကိုကျွန်တော်တို့အကုန်တတ်လို့မရဘူးဆိုတာကိုတော့အုံနောက်ထဲမှာမှတ်ထားပါစစ်တပ်ကုံအောင်တတ်လို့မရပါဘူးစစ်တပ်ကရိုးရိုးမကုံပါဘူးသူတို့လက်နက်ချအလင်းဝင်ပြီးတော့ကျွန်တော်တို့ရဲ့တိုင်းပြည်အရေးမှာနိုင်ငံရေးမှာသူတို့လုံးဝမပတ်သက်ပါဘူးဆိုတဲ့နေရာမှာပဲသူတို့ကျွန်တော်တို့ဒီစစ်ပြန်တွေကိုเนาะအလုပ်တွေပြန်ဝင်ပေးခင်ပေးပေးမယ်ကျွန်တော်တို့ရဲ့ဒီဒီကာကွယ်ရေးဦးစီးချုပ်ကတမရတန်းဖြစ်တဲ့ဝါဒလုံးဝ ျက်စီးရပါမယ်ကျမတို့ဒီတိုက်ပွဲဝင်ပြီးတော့အသက်တွေပေးသွားတယ်ဆိုတာကာချုပ်ကနေတန်းပြီးတော့နိုင်ငံတော်အုပ်ချုပ်ရေးထိတ်ဆုံးကယာရူးကိုယူတဲ့စောက်ကြီးကြီးကိုဖျက်ပစ်နေတာပါအသက်တွေပေးပြီးတော့ဘဝတွေပေးပြီးတော့တိုက်နေရတာဖြစ်တဲ့အတွက်ဒီကာချုပ်မရှိမှကျမတို့ ပြီးသွားတာမဟုတ်ပါဘူးနောက်ကကြုတ်လည်းမမွေးရပါဘူးနောက်ကကြုတ်လည်းဒီဆောက်ချိုးမျိုးပဲလာမှဖြစ်တဲ့အတွက်ဒီစစ်အာဏာရှင်ရဲ့စောက်ကျင့်ကိုဖျက်ဖို့အတွက်ကျမတို့တိုက်နေတာပါအဲ့တော့ဒီစစ်အာဏာရှင်နဲ့ငြိမ်းချမ်းရေးယူခြင်းနဲ့ဆိုရင်ကိုကမြေပိုင်ထားပါကိုကအုပ်ချုပ်ရေးနယ်မြေတွေရထားပြီးတော့ကိုကကိုလိုခြင်းနဲ့ဒီမျိုးနွယ်စုတစ်ခုလုံးเนาะအညာဗမာမျိုးနွယ်စု ရခိုင်မျိုးနွယ်စု ကချင်ချင်း မွန်ပေါ်မှာရခိုင်ရှမ်းရှိသမျှအကုန်လုံးရဲ့မျိုးနွယ်စုတွေနဲ့ပတ်သက်တဲ့လွတ်လပ်ခွင့်တရားဥပဒေစိုးမိုးခွင့်တွေမရှိဘဲနဲ့တိတ်တိတ်ကလေးမအီဟိုနောက်မီးလင်းသလိုမျိုးခိုးတွေးလို့ချိန်တွေးလို့မရပါဘူးပြည်သူတွေသိသွားမှဆိုးလို့သတင်းပေါက်သွားလို့ဆိုရင်တော့ဒါဟာမရိုးသားတာတော့သိကြတယ်မေလိုသွားတယ်ပူတင်နဲ့သွားတွေ့တယ်ငပူလေးနဲ့သွားတွေ့တယ်ငိမ့်ချမ်းရေးတွေပါတယ်မဟုတ်ဘူးငါဒီငပူလေးနဲ့တွေ့တဲ့တွေ့ခဲ့သည်ဆိုသူ့ရဲ့ ဟိုအစိမ့်ခွေးတွေလဲအားရအောင်ပြည်သူကိုလဲငါတို့ငါတို့ဘက်မှာရုရှားရှိတယ်ဟဲ့ဆိုမေးသူ့သမီးဖာဆယ်လို့နမရှိရှိတင်ခါသလိုပဲပေါ့သိရမလားတစ်ဖက်ကအဖိုးနှံ့ကိုတစ်ဖက်ကကိုယ့်ရဲ့ရှင်ပြန်ရတဲ့လူကိုဂျင်ဆိုင်ရတဲ့ခါမှာမင်းတို့ဘာလောက်စောက်သုံးကြလို့လဲငါကနမရှိရှိနေတော့ငှားနိုင်တဲ့အဆင့်ဆိုတဲ့ပုံမျိုးဒီဘက်ကတစ်ဖက်ကိုရိုက်ချနေတာနဲ့ငပူရင်းစီကိုသွားတွေ့တာနဲ့ဆင်မလာပါပဲတူတူပါပဲ ပုံစံမတူဘူးလုံရဟိုပုံစံမတူဘူး story မတူပေမဲ့ပြတဲ့ပြရုပ်ကတူတူပဲသူ့ရဲ့ဟို follower တွေကိုလည်းငါတို့လောက်ငှားနိုင်တယ်ဆိုတဲ့ဟာမျိုးပြတာမေလိုကလည်းငါငပူသေးနဲ့တွေ့ခဲ့သည်ဆိုပြီးတော့ဖင်စီစွတ်ပြီးတော့တွေ့ဖို့ဒေါ်လာဘယ်နှတန်းလောက်ရင်းလိုက်ရလဲမသိဘူးနောက်တစ်ခုကမေလိုကဒီသတင်းတွေမှာပါပါတယ်မေလိုကဒီ MAI ရဲ့လေရင်တစည်းကိုတန်း60ပေးပြီးတော့ငလျင်က ပြိုးချင်းပြိုးပြက်ချင်းပြက်စကိုင်းဘဲလာအောက်ကခုတက်ဒီလူထုတ်လို့မကုံသေးဘူးသူကတော့လေးရင်တစည်းဝယ်လိုက်တယ်ထွက်ပြေးဖို့လေတခုခုဆိုသူ့အတွက်နေရာနှစ်ခုရှိပါတယ် BNM မှာရှိတယ်သူ့ရဲ့ဟိုတယ်ပိုင်ထားတဲ့နေရာရဲ့နောက်သူရုရှားကိုပြေးဖို့ရဲ့သူ့မှာလေးရင်သူ့လေးရင်ထားတယ်ဆိုတာဒါပါပဲเนาะကျမတို့အရင်တော့ကြားဦးတာဆိုရင်ဒီစစ်ရုံးအောက်ကနေပြီးတော့ အဲသူတို့ခြာနဲ့တူးပြီးတော့သူတို့ဟိုပင်တရားဘက်မှာလာဘဘာလဲဘာတနေရရထွက်ပြေးဖို့ ready position လောက်ထားတယ်လို့ကြားပါတယ်အခုဒီနေပြီးတော့မှရှိတဲ့ဒီဆယ်လမ်းမောင်းကြီးဘယ်သူမှမောင်းလို့မရတဲ့လမ်းအကျယ်ကြီးဆိုတာလဲအဲ့ဒါလေရင်ပြေးလမ်းအတွက်ထားထားတဲ့လမ်းကြီးတစ်ခုပါပဲเนาะပါနဲ့ပါကိုကိုကိုဟုတ်လာပြီဆိုပြီးတော့သွေးထိုးပြီးတော့အာခင်မိုးတော့ဘာလဲအားချောင်းနေရလဲမသိဘူးဆိုမပြောမကိုငါငါထင်လို့ငါထင်လို့ပြောတာမဟုတ် ဒီနို facts န်လာတာဒီအတွေးခေါ်ဆိုတာက ချက်တွေးလေနင်တို့သုံးသက်တက်လေပဲတသက်လုံးအပိမ့်နေရမှာပဲနေမယ်ဆိုရင်စက်ပိမ့်မှာကိုယ့်အိမ်မော်ပေါင်900ကျတော့မှအမလေးဘာလေးနဲ့ကဲကြပါအောင်ကူကြပါအောင်မလုံးနဲ့မန္တလေးအော်တလို့မအော်နဲ့မန္တလေးဒီအချို့သောအရန်နေတဲ့လူအင်အားနေနေလေးရပဲကူညီနေလို့ပါမန္တလေးမှာတထေးတွေတပုံကြီးပါနေတတ်လို့ ဟိုလေးလာနေရလို့ဟိုကျင့်တတ်ဆရာကြီးဆိုနေနေကြပြီးတော့အခုလိုကာလမှာရှင်တို့လည်းနာတာပဲရှင်တို့ကိုနိုင်ငံတကာလှူတာအများကြီး तू ကလေရင်ဝင်လိုက်တယ်သူ့ရဲ့အောက်လက်ငယ်သားကိုငယ်သားတွေဒေါ်လာစုလို့ရအောင်လို့မခိုပန်းနေရှင်တို့ငလင်ရတာတဲ့ပတ်စံ40တန်း40ကျော်ထုတ်ရောင်းတယ်ထိုင်းဘတ်ငွေတွေလည်းထုတ်ရောင်းတယ်စောက်သုံးကြတဲ့ဘိုးဘန်နဲ့ကိုစောက်သုံးကြတဲ့ဘောမှာကြက်ငွေတွေကဝင်သွားတယ်ရှင်တို့ အလူငွေရထားတဲ့ဒူဒေါ်လာတန်40နဲ့ဘတ်ငွေတွေကတော့ထိုင်းဘတ်ငွေတွေထိုင်းကလည်းလှူထားတာတွေရှိတယ်အဲ့ဒီငွေတွေအကုန်လုံးကသူတို့ရဲ့ဒါတန်မိုးရှိတဲ့ငွေချေးတွေကိုသူတို့ရဲ့စောက်စုပ်စောက်ပြက်ဝါစီရပတ်စံနေနဲ့လဲပလိုက်တယ်နော်အဲ့ဒါဆိုရင်ဟိုမေလိုးနဲ့တူတူ ပေါင်းရိုက်နေတဲ့ဂွေတွေကအစကောင်းကုန်းအကုန်တိတာ